အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ကံကောင်းတဲ့လူတွေမှာပါတဲ့လက်ဝါးပြအမှတ်သားလေးတွေအကြောင်းကိုမျှဝေတင်ဆက်ပေးပါမယ်သင်ကကံကောင်းသူဖြစ်မလားသင်ရဲ့လုပ်ငန်းတွေအောင်မြင်မလားဒါတွေကိုသိဖို့အတွက်ကတော့လွယ်ပါတယ်ဒီအချက်တွေပါလာခဲ့မယ်ဆိုရင်တော့သင်ရဲ့လက်ရှိဘဝကတိုးတက်ပါတော့မယ်နံပါတ်1အချက်ကတော့ဉာဏ်လန်းကအတက်ကလေးပဲဖြစ်ပါတယ်ဉာဏ်လန်းကအတက်ကလေးကကြာသာပြီးဂျူခုံဘုတ်ကိုတတ်နေပါတယ်ညာလန်းကအတက်ကလေးကကြာသာပြီးဂျူခိုဘုတ်ကိုတက်တဲ့အချိန်ပေါ်တဲ့အချိန်ကနေစပြီးလုပ်ငန်းသစ်များပေါ်ထွန်းခြင်း အားပေးကူညီသူပေါ်များခြင်းလူအများကြီးချစ်ခင်မှုရရှိခြင်းစတဲ့အကျိုးကျေးဇူးတွေကိုခံစားရရှိနိုင်ပါတယ်။နံပါတ်2ကတော့ကြာသပတေးဂျူခုံမှာမြင်းပြိုင်တူလေးနှစ်ချောင်းပြိုင်နေခြင်းမှာဖြစ်ပါတယ်။ဒီကြာသပတေးဂျူခုံဘော်ကမြင်းပြိုင်တူလေးနှစ်ချောင်းပေါ်လာတဲ့အချိန်ထင်ရှားနေသည်ဖြင့်သူ့ရဲ့ဝင်ငွေတွေတိုးပွားစေပါမယ်။နံပါတ်3ကတော့ဆော်လမွန်လက်စုပ်ပဲဖြစ်ပါတယ်။ဒါကတော့အတက်ပညာထူးတွေကိုတက်ကြွပြီးစူးဆိုင်အာယုံရလေလေသူ့ရဲ့ပညာတိုးတက်လေလေဖြစ်ပါတယ် နောက်ပြီးလူတစ်ပါးတို့ရဲ့ခစားဝန်းရံမှုကိုရရှိစေခြင်းစတဲ့အကျိုးလေးကိုရရှိခံစားနိုင်ပါတယ်။နံပါတ်၄ကတော့နှလုံးလန်းက V ပုံစံဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့လက်ဝါးပြင်မှာသူ့ရဲ့မေတ္တာလန်းအခွက်လေးကတိုက်ရက်နေပါတယ်။အဲ့ဒီမေတ္တာလန်းမှာလည်းအမြင်တွေကြဆင်းနေခြင်းမရှိပါဘူး။ဒါကြောင့်သူဟာသစ္စာမေတ္တာရှင်ဖြစ်ပါတယ်။ သူဟာတစ္ဆာမေတ္တာရှင်ပြည်သည့်အလျောက်ယုံကြည်ရတဲ့သူ့ရဲ့ဇာတိတကြောင့်မိတ်ဆွေစစ်တွေကကူညီမစားတဲ့အတွက်ကြောင့်စီဝါဖြစ်ထွန်းခြင်းစားတဲ့အကျိုးလေးကိုရရှိခံစားနိုင်ပါတယ်။နမငါကတော့အောင်မြင်လမ်းပဲဖြစ်ပါတယ်။အောင်မြင်လမ်းပါတဲ့သူကတော့နေရောင်ထဲကလူလိုပဲထင်ရှားသူဖြစ်စေပါတယ်။နေလမ်းဖြစ်တဲ့အတွက်ကြောင့်ရောနောက်ပြီးအဖြတ်ကင်းစွာရက်တီနေတဲ့အတွက်ကြောင့်ရောသူ့မှာနာမည်ကျော်ကြားလာခြင်းစားတဲ့အကျိုးလေးကိုရရှိခံစားနိုင်ပါတယ်။နမ၆ကတော့အပြတ်တောက်မရှိတဲ့ကံလမ်းပဲဖြစ်ပါတယ်။ ဒါကတော့ကန်တရားကသူ့ရဲ့ဘဝနေထိုင်မှုအေးချမ်းမှုကိုအထောက်ပံ့ပေးနေတယ်ဆိုတာကိုပြသနေပါတယ်။ဒါဒီပါလာမပါလာဆိုတာသင်ရဲ့လက်ဝါးပြင်မှာပြန်ကြည့်လိုက်ပါ။ဒီလိုပါလာလို့သူဟာကဘာကျော်တတိဖြစ်ခြင်းမဖြစ်ခြင်းကိုတော့အာမမခံနိုင်ပါဘူး။ဒါကတော့မိမိရဲ့လက်အရာမိမိရဲ့လက်သားရည်ပေါ်မှာလည်းမူတည်ပါသေးတယ်။တေချာတာကတော့သူ့ရဲ့ငကိုအလောက်ကင်သူ့ရဲ့ငကိုဘဝမူလထက်တော့မြင့်မယ်လို့ဆိုလိုပါတယ်။တံတောင်းစားဆိုရင်လူလက်ပိုင်အထိဖြစ်မယ်။တတိဆိုရင်ဘယင်ဖြစ်နိုင်တယ် လူလက်တန်းစားဆိုရင်လည်းတတိဖြစ်လာနိုင်မယ်ဆိုတာကိုပြဆိုနေပါတယ်။နောက်တစ်ခုကတော့အောင်မြင်ကြော်ကြားချမ်းသာမဲ့သူလက္ခဏာပဲဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့လက်ဝါးပြင်ကိုကြည့်ပါ။ပုံမှန်ပြထားတဲ့လက်ဝါးပြင်မှာလပကြောရှင်တဲ့ဂျူခုံတွေရှိပါတယ်။လက်အသားရည်ကလည်းပြောစရာမလိုအောင်လပပါတယ်။ဂျူခုံတွေကလည်းမိုးမပြီးတန့်ရှင်းပါတယ်။နောက်ပြီးသူ့ရဲ့လက်ဝါးပြင်စနီဂျူခုံအောက်မှာကန်လန်းတနင်္ဂနွေဂျူခုံအောက်မှာအောင်မြင်လန်းနဲ့ဘုဒ္ဓဂျူခုံအောက်မှာငွေလန်းတူလေးများဟာ အပြက်မြင်ကျွန်းအဆက်အပြောင်စတဲ့မကောင်းတဲ့အမှတ်အသားတစ်ခုမှမရှိဘဲတန့်ရှင်းစွာနဲ့ထောင်တက်နေပါတယ်။ဒါဒီအလုံးကိုခြုံငုံကြည့်လိုက်မယ်ဆိုရင်လက္ခဏာချင်းဟာချမ်းသာမယ်။ချမ်းသာချင်းတွင်းတော့တာမန်တက်ပို့ပြီးအောင်မြင်ကြော်ကြားပြီးချမ်းသာမဲ့သူပဲဖြစ်ပါတယ်။နောက်တဲ့လက္ခဏာတစ်ခုကတော့ပုံမှန်ပြရတဲ့လက်ဝါးပြင်ကိုကြည့်လိုက်ပါ။မိမိထင်ရကိုဇွတ်တရွလောက်ကန်တက်ပြီးကိုကုကိုထင်ကြည့်တဲ့လက္ခဏာရှင်တွေထဲမှာဒီလိုလက်ဝါးပြင်အမျိုးအစားကိုအများဆုံးတွေ့မြင်ရပါတယ်။ လောက်ဝါမြင့်ကိုဖွဲ့စည်းတဲ့အခါမှာဘယ်သူမှတူညီမှုမရှိကြပါဘူး။လမ်းကြောင်းတွေအစပြုရခြင်း၊လက်ရည်စာတိစောက်ပုံခြင်း၊လက်ချောင်းတွေဖွဲ့စည်းပုံခြင်း၊အမတ်သားတွေထွက်ရှိပုံခြင်းမတူကြသလိုကံကြမ္မာတွေလည်းမတူကြတော့ပါဘူး။ပုံမှန်ပြရထားတဲ့လက္ခဏာမှာအသက်လမ်းကြောင်းနဲ့ဦးခေါင်းလမ်းကြောင်းကွာဟနေပါတယ်။ဒီလိုလက္ခဏာရှင်တွေဟာအများအပြည့်မိမိထင်ရကိုဇွတ်တရုတ်လောက်ကန်ပြောဆိုမှုတွေပြုလုပ်တတ်တာမျိုး၊သူတစ်ပါးကိုအောက်ကျမခံခြင်းတတ်တာမျိုး၊မာနကြီးတဲ့သဘောမျိုးတွေရှိတတ်ပါတယ်။ကိုကုတ်ကိုထင်ကြီးတဲ့သဘောရှိမယ်။ သူတို့ဘာပြောဆိုမှုကိုတိတ်လက်မခံတဲ့သဘောရှိမယ်မိမိကမားနေတော့ဝန်ခံတဲ့သဘောမရှိဘူးသူတို့ဘာကိုပြောဆိုတဲ့အခါမှာရင်ထဲမှာရှိတဲ့အတိုင်းပွင့်လင်းစွာပြောဆိုမှုကြောင့်လူမုန်းများတာတွေဖြစ်မယ်မိမိရဲ့မွေးရပါစိတ်နေသဘောတရားတွေဖြစ်တဲ့အတွက်ကြောင့်ပြင်ဆင်ပြီးတော့မလွယ်ကူလာပါဘူးဒါကြောင့်အပြောဆိုအလောက်ကန်ပြုမှုတွေကြောင့်လူမုန်းများနိုင်တဲ့သဘောကိုကြုံတွေ့နေရမယ်နောက်ပြီးသူရဲ့လက်သွေလက်ချောင်းအောက်ဆက်မှာတန်လျက်ပုံတံလေးပါနေပါတယ်ဒါကတော့အလောက်ကန်ငွေကြေးစည်းပွားကိုပေးစွမ်းနိုင်တဲ့အမှတ်အသားဖြစ်ပြီးအလူကြီးလူတန်းရတာတွေကြုံမယ် အဲ့ဒီတန်လျက်အမှတ်သားထင်ရှားလာချိန်မှာအကျိုးခံစားရမယ်။နောက်ပြီးသူ့ရဲ့ဥကောင်းလန်းချောင်းကလမ်းခွဲတစ်ခုကလည်းလက္ခဏာရှင်အတွက်စိတ်နှမျိုးနှစ်ခွဖြစ်ပေါ်နေတာကိုပြနေပါတယ်။အလုံးနှစ်ခုကိုလောက်ကင်ချင်နေတာဖြစ်ပါတယ်။သူဟာစိတ်နှမျိုးဖြစ်ပေါ်နေတာသို့မဟုတ်တစ်ခုခုကိုစူးစမ်းရယူလိုစိတ်ပြင်းထန်နေတာတွေကိုပေါ်ပြနေတာဖြစ်ပါတယ်။ဒါပေမဲ့လည်းကောင်းထဲပေါ်လာဖို့လောလောဆယ်တော့မလွယ်ကူလာပါဘူး။လက္ခဏာရှင်ဟာတွေးနေကြံနေသုံးတာဖြစ်ပြီးလက်တွေးလောက်ကင်ဖို့မလွယ်ကူလာပါဘူးနောက်တစ်ခုကတော့အွန်လိုင်းတကွန်အကြောင်းပါ ပုံမှန်ပြထားတဲ့စနေတီယိုဟာညလန်းချောင်းပေါ်မှာလီတော့ကွက်ပုံနဲ့အစုံတတ်ထားပါတယ်။ဒါကိုအွန်လိုင်းဒဂွန်လို့ခေါ်ပါတယ်။ဒီလိုအွန်လိုင်းဒဂွန်အမှတ်သားပါတဲ့သူတွေဟာကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့အခါမှာအတိတ်ကံရဲ့မျက်နှာသာပေးချင်းခံရတာကြောင့်ကြိုးစားတာထက်ပိုပြီးအောင်မြင်မှုရတတ်ပါတယ်။ခေါင်းကိုထိခိုက်ဒဏ်ရာရတတ်ခြင်းအုံနောက်ကိုထိခိုက်ဒဏ်ရာရတတ်ခြင်းတွေကနေလည်းအကာအကွယ်ပေးပါတယ်။ကိုယ်ပိုင်ညံကိုလည်းထက်မြက်စေပါတယ်။နောက်ပြီးသူရဲ့အောင်မြင်လမ်းကြောင်းဟာတွိကံနဲ့အစပြုထွက်ပေါ်လာပြီးခရင်သွားပုံနဲ့အစုံတတ်ထားပါတယ် ဒါကြောင့်သူဟာလုပ်ငန်းအောင်မြင်မှုတစ်ခုပြီးတစ်ခုရပြီးဦးစားတာအလွန်ကောင်းတက်ပါတယ်။နောက်တစ်ခုကတော့စနေတီယိုရဲ့ခရင်ကွာကြောင်းပါ။ပုံမှန်ပြထားတဲ့လက်ဝါးပြင်ကိုကြည့်လိုက်ပါ။စနေတီယိုဟာစနေဂျူခုံမှာခရင်ကွာတွေနဲ့အဆုံးသတ်ထားရင်ဆရာကတော်ဖြစ်တတ်ပါတယ်။လုပ်ငန်းတွေလည်းမိမိလုပ်ချင်တဲ့လုပ်ငန်းကိုကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့လုပ်ပိုင်권ရှိပါတယ်။အဲဒါကြောင့်ကြာရင်မိဘကြီးကဲတွေနဲ့ချုပ်ချယ်ခြင်းကနေလွတ်ကင်းတတ်ပါတယ်။မိမိကိုယ်တိုင်ကလည်းအလုပ်ခုကိုလုပ်မယ်လို့ဆုံးဖြတ်ချက်ချပြီးရင်မဖြစ်မနေလုပ်ကင်တတ်ပါတယ်။ ဒီယူတန်ခေါင်းမာတဲ့နေရာမှာလဲသူ့အပြင်နှယောက်မရှိပါဘူးဇနီတီယိုဟာခရင်ကွာ၃ခုနဲ့အစုံတတ်ထားလို့ကိုပိုင်လုပ်ငန်းတွေတစ်ခုကနေနှစ်ခု၃ခုချဲ့ထွင်ပြီးလုပ်ကံရတတ်ပါတယ်အဲ့ဒီဇနီတီယိုဟာဇနီဂျူကုံမှာအစုံမတတ်ပဲလက်ကလေးရဲ့ပထမအရစ်ထဲကိုဇနီတီယိုရောက်သွားရင်လှုပ်ထားတဲ့လုပ်ငန်းတွေစုံရှုံပြည့်စည်တတ်ပါတယ်လူတိုင်းဟာရုတ်တရက်ချမ်းသာခြင်းကြပါတယ်ဒီလိုရုတ်တရက်ချမ်းသာစေဖို့အတွက်ဘယ်လိုအမှတ်အသားတွေလိုအပ်မှာပါလဲ။ ဒီလိုရုပ်တရက်ချမ်းသာစေဖို့အတွက်ကတော့စနေဂျူခုံအောက်မှာဒေါင်လိုက်မြင်းချောင်းတစ်ချောင်းရှိဖို့လိုအပ်ပါတယ်ဒီလိုစနေဂျူခုံလက်ကလေးအောက်မှာဒေါင်လိုက်မြင်းတစ်ခုပါနေမယ်ဆိုရင်အလွန်ကောင်းပါတယ်သူ့ရဲ့ကံအထောက်အပံ့တွေဟာတဖြည်းဖြည်းအားကောင်းလာမယ်သူ့ရဲ့လှုပ်ဆောင်ချက်တွေရည်မှန်းချက်တွေကနေတည်တည်တတ်တတ်အကျိုးတွေရလာမယ်မမျော်လင့်မဲ့ငွေကြေးတွေဝင်ရောက်လာမယ်သူ့ရဲ့အသက်တနည်းပိုလာတာနဲ့မြပိုပြီးတော့အဆင်ပြေမှုတွေရရှိလာနိုင်မယ်ခြေတွေလည်းပေါက်တတ်ပါတယ်ကံအထောက်ကူတွေလည်းကောင်းလာတတ်ပါတယ် ရည်မှန်းထားသမျှလုပ်သမျှတွေလည်းအောင်မြင်လာတတ်ပါတယ်။ဒီလိုကြီးပွားတိုးတက်မှုတွေကိုလည်းသူဟာအသင့်အတင့်ရရှိလာတတ်ပါတယ်။ဒါတွေကအသက်ကြီးပိုင်းမှာရရှိလာတတ်ခြင်းဖြစ်ပါတယ်။အဓိကကဒီလိုလမ်းကြောင်းအသင်းမှာရုတ်တရက်ပေါ်လာခဲ့ပြီးဆိုရင်တော့အသင်းမှာကံထောက်အကူတွေကောင်းနေပြီဆိုတာကိုသိထားဖို့လိုပါတယ်။သင်ရဲ့ဘဝမှာရုတ်တရက်အဆင်ပြေမှုတွေရလာမယ်။မမျော်လင့်မဲ့ထီပေါက်တတ်သလိုမျိုးရုတ်တရက်ကြီးပွားချမ်းသာလာတတ်ပါတယ်။ဒီနေရာမှာသတိပြုရမှာကတော့ပုံမှန်ပြထားတဲ့အတိုင်းလမ်းကြောင်းဟာအပြတ်တွေအနောက်ရှက်တွေမရှိဘူးတော့လိုပါတယ် ဒီနေရာမှာကံလန်းနဲ့လည်းမမားဘူးလို့ပါတယ်ကံလန်းဆိုတာကလက်ဝါးပြင်အောက်ခြေကနေအထက်ကိုထောင်တက်ခြင်းဖြစ်ပါတယ်ဒီမြင်းချောင်းကတော့လက်ကလေးအောက်ခြေမှာပဲတည်ရှိနေတဲ့လမ်းတူလေးတစ်ခုပဲဖြစ်ပါတယ်သင်ရဲ့လက်ဝါးပြင်တစ်ဖက်ထဲမှာပါနေရင်တောင်မှသူ့ရဲ့အကျိုးကိုကောင်းစွာခံစားရရှိနိုင်ပါတယ်နောက်တစ်ခုကတော့နှလုံးလန်းထိတ်ကကြာဖူးပဲဖြစ်ပါတယ်ပုံမှာပြထားသလိုမျိုးနှလုံးလန်းချောင်းရဲ့ထိတ်လက်ညူနဲ့လက်ကလေးချားမှာကြာဘူးတင်ဂေတာပါလာခဲ့မယ်ဆိုရင်အလွန်ကောင်းပါတယ် ပုံမှန်ပြထားတဲ့ကြာပူးကအားနည်းတယ်လို့ဆိုနိုင်ပေမဲ့လည်းဒီလိုအမှတ်သားမျိုးကတော့ပါဖို့တိတ်တော့မလွယ်ပါဘူးဒီလိုသာပါနေမယ်ဆိုရင်လက္ခဏာရှင်ဟာအရာရာကိုမေတ္တာစေတနာထားတတ်ပါတယ်နားလည်မှုတွေပေးတတ်တယ်ခွင်းလွတ်တီးခံမှုတွေနဲ့ဘဝကိုရှေ့ဆက်တတ်တယ်အနေအေးကြတယ်ဒါကြောင့်လည်းသူတို့ကမေတ္တာရေးပိုင်းမှာတော့အားနည်းတတ်ပါတယ်ညံ့တတ်တယ်နောက်ပြီးသူရဲ့ဒူးကြားချက်ကတော့ပညာရအမျိုးမျိုးကိုစိတ်ဝင်စားတတ်ကြတယ်သူတို့သာသင်ယူမယ်ဆိုပညာရတွေကခဏလေးနဲ့လွယ်လွယ်တက်မြောက်မယ်သူတို့ဟာစိတ်အားထက်သန်မှုလည်းရှိပါတယ် ဒါကြောင့်လဲပညာရတိုင်းကိုလွယ်လွယ်ကူကူနဲ့တက်မြောက်နိုင်မယ်အောင်မြင်နိုင်မယ်။နောက်ပြီးသူတို့ကဒူးခြားစမ်းကြတဲ့အိမ်မက်တွေကိုလည်းမကြာခဏဆိုသလိုရရှိတတ်ပါတယ်။အဆောက်ရှောက်ကောင်းတွေကလည်းသူတို့ကိုစောက်ရှောက်တတ်ပါတယ်။အဓိကကတော့သူတို့ဟာမေတ္တာစေတနာကြီးမားတတ်ကြပါတယ်။အဲ့ဒီမေတ္တာစေတနာတွေကြောင့်လဲသူတို့ရဲ့ဘဝမှာအဆင်ပြေနိုင်မယ်အောင်မြင်နိုင်မယ်။အဆောက်ရှောက်ကောင်းတွေတည်ရှိနေနိုင်မယ်။ ုံမှန်ပြထားသလိုမျိုးလက်သက်ကျွယ်အောက်မှာဈေးဒီပုံသဏ္ဍာန်အမှတ်အသားပါလာခဲ့မယ်ဆိုရင်အလွန်ကောင်းပါတယ်ဒီလိုလူမျိုးတွေဟာငွေကြေးပိုင်းနဲ့ပတ်သက်ပြီးအခက်အခဲမရှိတတ်ပါဘူးအားကောင်းတတ်ပါတယ်အောင်မြင်မှုတွေမှာလည်းတိတိတတ်တာအကျိုးရရှိနိုင်ပါတယ်ထီပေါက်ကံလိုမျိုးပါတတ်ပါတယ်ငွေစုလိုက်အပုံလိုက်ရတာမျိုးတွေလည်းဖြစ်တတ်ပါတယ်ဒီလိုလူမျိုးတွေဟာသာသနာတော်အတွက်လည်းအထောက်အကူပြုရပါတယ်အလူကြီးတန်းကြီးတွေလောက်ရတတ်ပါတယ်အတိတ်ကံကောင်းတဲ့လူမျိုးတွေဖြစ်ပါတယ် နှလုံးလမ်းကြောင်းပေါ်မှာပါလာတဲ့အတွက်ကြောင့်ဒီလိုလူမျိုးတွေဟာမေတ္တာရေးပိုင်းမှာလည်းမေတ္တာစေတနာကြီးမားတက်ကြတဲ့လူတွေဖြစ်ကြပါတယ်။လောက်ဝါပြမမှာဇေဒီပုံပါတဲ့သူများကိုအကြံပြုချင်တာကတော့ဇေဒီပုံလောက်ဝါပြမမှာပါလာခဲ့မဲ့ဆိုရင်ဘာသာရေးကိုပုံမူလှုပ်ဆောင်သင့်ပါတယ်။ဒါမှလည်းဇေဒီပုံတဲ့အမတ်သားရဲ့အကျိုးကျေးဇူးတွေကိုရရှိခံစားနိုင်မှာဖြစ်ပါတယ်။နောက်တစ်ခုကလည်းတနင်္ဂနွေဂျိုးကိုအောက်မှာပဲဖြစ်ပါတယ်။ခရင်ကအမတ်သားဖြစ်ပါတယ်။အင်္ဂလိပ်အခရာဝိုင်းပုံတဲ့မျိုးဖြစ်ပါတယ်။ ဒီတင်ဂေတာကလည်းအလွန်ကောင်းပါတယ်လက်သူကျအောက်မှာခရင်ကပုံသဏ္ဍာန်ပါလာခဲ့မယ်ဆိုရင်ဘဝမှာအောင်မြင်မှုတွေကောင်းပြီးတော့အဆင်ပြေအေးချမ်းစွာနဲ့နေထိုင်ရပါလိမ့်မယ်လူအများနဲ့မိသားစုရဲ့အထောက်ပံ့ပေးမှုကိုရရှိလိမ့်မယ်ကိုယ့်ရဲ့ဖန်တီးမှုတွေကိုယ့်ရဲ့လှုပ်ဆောင်မှုတွေကနေလူသိများမယ်အောင်မြင်မယ်ငွေကြေးကအဆင်ပြေမယ်အောင်မြင်မှုကံတွေအရန်ကောင်းမယ်ဒီလိုအမှတ်သားမျိုးကလည်းလူတိုင်းပါဖို့မလွယ်ပါဘူးရှားလဲရှားပါတယ်ပါလာခဲ့မယ်ဆိုရင်လည်းအလွန်ကောင်းတဲ့အမှတ်သားဖြစ်ပါတယ် ဒါပေမဲ့ကရင်ကွာကတော့ပုံမှန်ပြထားသလိုမျိုးကရင်ကွာဖြစ်ဖို့လိုပါတယ်။အပြတ်တောက်အနာအစာမရှိဖို့လည်းလိုပါတယ်။ဒါမှပဲသူ့ရဲ့ကောင်းကျိုးကိုရရှိခံစားနိုင်မှာဖြစ်ပါတယ်။မိษွေများအတွက်ကံကောင်းစီတဲ့လက္ခဏာဘုသူတလေးနှစ်ခုကိုမျှဝေတင်ဆက်ပေးလိုက်ပါတယ်။အားလုံးဘုသူတရမယ်လို့မျှော်လင့်ပါတယ်။အားလုံးလက္ခဏာပညာသူတတို့ဝါနိုင်ကြပါစေ။